မင်္ဂလာပါရှင်စစ်ကောင်စီရဲ့ရွေးကောက်ပွဲအပေါ်သူတို့အတန်းဆိုတဲ့အင်တာဗျူးစီစဉ်ကလည်းကြိုဆိုပါရစေဒီစီစဉ်ကိုတာဝန်ယူတင်ဆက်ပေးမှာကတော့ကျွန်မနော်အေဒေါကလေးပါဒီကနေ့မှာမြန်မာနိုင်ငံရဲ့လက်ရှိနိုင်ငံရဲ့အခြေအနေအထူးသဖြင့်စစ်ကောင်စီကပြုလုပ်ဖို့ကြိုးစားနေတဲ့ရွေးကောက်ပွဲအပေါ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့သဘောထားအမြင်နဲ့ယက်တီချက်တွေကိုလူအများကစိတ်ဝင်စားနေပါတယ် ဒီလိုချိန်မှာကရင်မျိုးသားစီယုံကရင်မျိုးဟာမြန်မာနိုင်ငံရေးမှာအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်လာခဲ့ပါတယ်။မကြသေးမီကပဲကရင်မျိုးဥက္ကဋ္ဌအပါအဝင်ကရင်မျိုးခေါင်းဆောင်တို့ကိုစစ်ကောင်စီကရွေးကောက်ပွဲပြက်ပြားစေရန်လှုံ့ဆော်မှုနဲ့တရားစွဲဆိုခဲ့တာပါ။ဒါကြောင့်ဒီကနေ့ကျမတို့အစီအစဉ်မှာကရင်မျိုးရဲ့သဘောထားရှေ့ဆက်အလားလာနဲ့လက်ရှိနိုင်ငံရေးအခြေအနေပေါ်မှာသုံးသပ်ချက်တွေကိုသိရှိနိုင်ဖို့ကရင်မျိုးရဲ့ပြောရေးဆိုခွင့်ရှိသူဘလူဆော့တော်နီနဲ့တွေ့ဆုံမေးမြန်းသွားမှာပါ။ ။ဒီရှင်ကျမတို့ရဲ့အင်တာဗျူးစီစဉ်ကိုပါဝင်လက်ခံဖြေကြားပေးတဲ့အတွက်ကျေးဇူးများရှိတင်ပါတယ်။ပထမဆုံးအနေနဲ့စစ်ကောင်စီကပြုလုပ်မဲ့ရွေးကောက်ပွဲအပေါ် KNU ရဲ့လက်ရှိရည်တည်ချက်ကိုပြောပြပေးနိုင်မလားရှင်။ဟုတ်ကဲ့အဲ့ဒီစစ်ကောင်စီပဲပြောပြောအခုတို့နာမည်ပြောင်းသွားတဲ့စစ်ကောင်မရှင်ဘောနော်။တို့ရဲ့ဥတီချက်ကတော့တရားဝင်ဖြစ်ဖို့ဆိုတော့တို့ဟိုရေကုန်ရေခန့်စူးစမ်းတဲ့သဘောပါပဲဖြစ်တယ်။ အမှန်မှန်ကတော့ကျွန်တော်တို့ငញ្ញင်းဖြစ်စဉ်ထဲမှာကျွန်တော်တို့ဆွေးနွေးပွဲတွေလုပ်ခဲ့တာနှစ်တော်တော်လေးကြာခဲ့တယ်။ဒါပေမဲ့သူတို့အဲ့ဒါကိုဖောက်ဖျက်ပြီးတော့နောက်ဆုံးကြတော့အကျန်းဖက်တဲ့နီးနဲ့အာနာသိမ်းလိုက်တဲ့အခါမှာအဲ့ဒါသူတို့ကိုယ်စားရင်ကတရားမဝင်တဲ့လူတွေအကုန်ဖြစ်ကုန်တာပဲ။ငញ្ញင်းဖြစ်စဉ်တော့ဘာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဆွေးနွေးပွဲဆွေးနွေးပွဲအနေနဲ့တိမှပြူကြတယ်။သို့တော့အဲ့လိုမျိုးအကျန်းဖက်တဲ့အခါမှာကြတော့ဒါကကိုယ်သဘောတူထားတဲ့ကဖောက်ဖျက်လိုက်ပြီးဒီချိန်ထဲမှာပဲအာနာသိမ်းလိုက်တယ်ဆိုတာကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖျက်ဆီးလိုက်ပြပဲလေအဲ့ဒါကြောင့်2008ဆိုတာပြက်ပြက်သွားပြီသူတို့အာဏာသိမ်းလို့အဲ့လိုဖြစ်တာသူတို့ကိုယ်တိုင်လည်းတရားမဝင်တဲ့လူဖြစ်သွားတာအဲ့ဒါကြောင့်မလို့သူတို့တရားမဝင်တဲ့လူတွေလုပ်တဲ့အလုပ်မှန်သမျှဘာမှတရားဝင်မှုမရှိတော့ဘူးသူတို့ကိုယ်တိုင်ကလည်းထုတ်ပြောတာကဒီရွေးကောက်ပွဲကိုလို့လောက်သွားမယ်ဆိုတာဟုတ်ငကူကလေးကသူတို့အာဏာသိမ်းကြီးတဲ့ပြောထားတယ်ဟာဒါပေမဲ့မလုပ်ဖြစ်ပဲနဲ့အခု ၄၅နှစ်ကြာလာတဲ့အခါမှာလုံးမယ်ဆိုတဲ့ဟာဘာမှပြောင်းလဲမှုမရှိဘူးတရားမဝင်ဘူးလို့ပဲကျွန်တော်တို့နားလဲအဲ့ဒါကြောင့်မို့ကျွန်တော်တို့ဟိုဆန့်ကျင်တိုက်ဖြတ်သွားမယ်ဆိုတာကျွန်တော်တို့ပြီးခဲ့တဲ့ဒီ KNU နေနဲ့2025ဩဂုတ်လ26ရက်နေ့မှာထုတ်ပြန်ရှင်ရထုတ်ပြီးတော့ဒါကိုကဘာကိုကျင်ညာလိုက်တာပဲလေအဲ့ဒါကျွန်တော်တို့ရှင်းလင်းတဲ့ကျွန်တော်တို့ရက်ဒီချက်ပဲဖြစ်တယ်ကျွန်တော်တို့ဘလို့မှအတိမပြုလို့မရဘူးအဲ့ဒါကိုပဲပြောချင်တာပါ KNU နေနဲ့အခုရေကောက်ပွဲကတရားဝင်မှုပွင့်လင်းမြင်သာမှုရှိတယ်လို့ယူဆပါသလား အဲ့ဒါကလည်းကျွန်တော်တို့တောက်လျှောက်ပဲပြောပြတာကရွေးကောက်ပွဲဆိုတာလူလူတို့တွေတကယ်ပါဝင်မှုရှိရမယ်လူတို့တွေပါဝင်မှုမရှိဘဲနဲ့အဓိကကြဆုံးချက်ဖြစ်တဲ့ဟိုလွတ်လပ်တဲ့တရားမျှတမှုရွေးကောက်ပွဲဘုံနော်ဒီရွေးကောက်ပွဲကလွတ်လပ်တဲ့တရားမျှတဘယ်လိုလုပ်သွားတန်းလို့မလဲ ရှိတဲ့လူမှန်တယ်အကောင်လုံးထောင်နဲ့ဖန်ထက်ဟိုသူနဲ့မတဲတဲ့လူအကောင်လုံးကန်ထုတ်နောက်ပြီးတော့တတ်ရရှိတတ်ဟိုဖြတ်ရရှိဖြတ်အဲ့လိုလောက်လိုက်တဲ့အခါမှာဒီရွေးကောက်ပွဲကဒီဟိုဒီတဒေကိုလုံးဝမမှန်တော့ဘူးနောက်နောက်တစ်ချက်ကကျွန်တော်ကဟိုတရားမျှတမှုအပြင်တရားဥပဒေအရလည်းဘာမှဟိုစံချင်စံညိုးမိတယ်လို့ဘယ်လိုမှပြောလို့မရတဲ့အချက်ကခုနကပဲကျွန်တော်ရှင်းပြတဲ့အထက်မှာပါပြီးသားသူတို့ကိုယ်တိုင်အကျန်းဖက်နီးနဲ့ဒီ အာနာကိုရယူလိုက်တဲ့အခါမှာသူတို့လောက်သူများဟာတွေအကောင်လုံးတရားမဝင်တဲ့ဟာဖြစ်သွားပြီဒီရွက်ကောက်ဝဲတရားလည်းမဝင်ဘူး သူတို့ပြောပြောနေတဲ့ဒီဟာတွေကအကုန်လုံးက2800ဦးတွေပေါ်မှာပဲအခြေခံတယ်သူတို့အနာသိမ်းလိုက်ရတဲ့2800ပြည့်ပြည့်သွားပြီဆိုတာတော့ဒါလူတိုင်းကသိနေတဲ့ကိစ္စအဲ့ဒါကြောင့်မလို့ဒီလိုအကြမ်းဖက်တဲ့နီးနဲ့လှုပ်တဲ့မှန်သမျှအကုန်လုံးကဘောင်မဝင်တန်းမဝင်တဲ့ဟာတွေဖြစ်ကုန်ပြီးတော့သူတို့ဘာပဲလုပ်အကုန်လုံးကတရားမဝင်တဲ့လူတွေဖြစ်တယ်သူတို့ကိုယ်တိုင်ကတရားမဝင်ဘူးတဲ့လူတွေဖြစ်တဲ့ပုံမှာလှုပ်လာသမျှအလုပ်မှန်သမျှလည်းဘလို့မှတရားဝင်နေစရာအကြောင်းမရှိဘူးအဲ့ဒါကြောင့်မလို့ကျွန်တော်တို့အဲ့ဒါကိုရှင်းရှင်းလင်းလင်းပြပြသန့်ဆက်ကြည့်ပြီးတော့ဒါကျွန်တော်တို့လက်ခံလို့မရဘူးဆိုတာပြောတာဖြစ်တယ် စစ်ကောင်စီရဲ့ရွေးကောက်ပွဲကို KNU အနေနဲ့ဘလို့နီးလန်းနေနဲ့တုံ့ပြန်သွားဖို့စီစဉ်ထားပါတယ်လေဟုတ်ကဲ့အဲ့ဒီအပိုင်းမှာအထူးအကြဆုံးချက်ကျွန်တော်တို့ကအကြမ်းမဖက်တဲ့နီးနဲ့ကျွန်တော်တို့ဆက်ကျင်သွားမယ်ဆိုတော့ကျွန်တော်တို့ထုတ်ပြန်ကြည့်ရင်တည်းမှာပါပြီလားအဲ့ဒါကြောင့်မလို့အထူးအကြဆုံးချက်ကလူမှုပိုင်ပတ်သက်မှုလုံးဝမရှိရေးအတွက်ဆိုတော့ကျွန်တော်တို့ဆက်လက်ပြီးတော့ရုပ်ကန်တိုက်ပွဲဝင်သွားမယ်အထူးဖြင့်နီးကဆုံးဖြစ်တဲ့လူမှုတွေနဲ့ကျွန်တော်တို့ဆက်လက်ပြီးတော့ကျွန်တော်တို့ဟိုဒီဟာလုံးဝတရားဝင်မှုမဖြစ်ပေါ်လာရေးအတွက်ကျွန်တော်ဆက်လက်ပြီးတိုက်ပွဲဝင်သွားမယ်ဆိုတာအထူးအချက်ပဲဖြစ်ပါတယ်ဘယ်လိုလုပ်မယ်အတိအကျရှင်းလင်းချက်နဲ့ ဒီအသေးစိတ်အချက်အလက်တော့ကျွန်တော်တို့ပြောစရာမလိုဘူးလို့ယူဆပါတယ်။အခုရွေးကောက်ပွဲကမြန်မာနိုင်ငံရဲ့လက်ရှိပြည်ပခါကိုဖြည့်ရှင်းရမှာအထောက်အကူဖြစ်မယ်လို့ထင်ပါသလား။အဲ့ဒါဟာတကယ်အဖြစ်မဟုတ်ဘူးဗျ။တကယ်အဖြစ်ဆိုရင်တော့လူတိုင်းပါဝင်ပတ်သက်မှုရှိရမယ့်အရာတစ်ခုဖြစ်တယ်။အဲ့ဒါကြောင့်မလို့အဲ့ဒီလူတိုင်းပါဝင်နိုင်တဲ့လမ်းကြောင်းမှန်တဲ့အကောင်လုံးဖြတ်ထုတ်ပြီးတော့ဒီကိုယ့်ဘက်ကလူတွေကြီးပဲဟိုဘလို့ပဲကွာကွာပြိုင်မြင်းနေနဲ့ပြောရမယ်ဆိုဘာပြိုင်မြင်းကငကောင်အနည်းဆုံးရှိရမယ်။အခုကတကောင်ပဲရှိတဲ့ပြိုင်မြင်းကဒီမြင်းမဲ့အနိုင်ရမယ်ဆိုတော့ ဒီပွဲကလုံးဝတရားမျှတမှုမရှိဘူးဆိုတော့ဘယ်လိုဖြစ်တဲ့လဲဆိုတာတော့တရားမျှတမှုရှိရမယ်လွတ်လပ်မှုရှိရမယ်အဲ့ဒီဆိုင်ဆိုင်ကြောင့်အနှိမ့်ဆုံးအဆင့်တော်မှမရှိဘဲနဲ့တော့ကျွန်တော်တို့ဘယ်လိုမှလက်ခံလို့မရဘူးနောက်ပြီးတော့နောက်နောက်ချက်ကဒီဖြစ်ပေါ်လာမဲ့အစိုးရတွေပါတွေကဘာနဲ့ပြီးတော့သွားပြီးတော့အခြေခံမလဲဟိုဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အခြေခံဒီနှစ်ဒီကာလမှာကျွန်တော်တိုင်းပြည်မှာဖွဲ့စည်းပုံအခြေခံဥပဒေမရှိဘူး2000ကလုံးဝပြည့်ပြည့်သွားပြီးတော့ကျွန်တော်တို့ပြောပြီးတာအဲ့ဒါကြောင့်မို့ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်တစ်ခုလိုအပ်ကိုလိုအပ်တယ်အဲ့ဒါကို ပြီးစီးအောင်ကျွန်တော်တို့ရေးဆွဲမယ်ပြီးမှအဲ့ဒီဖြစ်ပေါ်လာတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေအားနေကျွန်တော်တို့အတိမှပြုတ်ပြီးတော့အတိပြုတ်ပြီးတော့မှရွေးကောက်ပွဲတစ်ခုဖြစ်ရမယ်အဲ့ဒီအချိန်ကကြာမှအဲ့ဒီလူတို့တွေပါဝင်ပတ်သက်နေတဲ့ရွေးကောက်ပွဲတစ်ခုဖြစ်လာတဲ့အချိန်မှာကျွန်တော်တို့လက်ခံလို့ရမယ်အဲ့ဒါကိုပြောတာပဲဖြစ်ပါတယ် KNU ထင်းချုံနေမီတို့မှာရွေးကောက်ပွဲကျင်းပဖို့ကြိုးပမ်းလာနေဆိုလို့ရှိရင်ဘယ်လိုတုံ့ပြန်သွားမှာပါလဲတဲ့နာတော့ရှင်းရှင်းလင်းပါကျွန်တော်တို့ထင်းချုံနေမီ တီးတယ်ရေးဆိုသူတို့လုတ်လို့မရပါဘူးကျွန်တော်တို့ဘလို့မှလက်ခံလို့မရပါဘူးအဲ့တစ်ချက်ပဲဒါပေမဲ့တခြားနေပြီမှာကျွန်တော်တို့လွှမ်းမိုးမှုနည်းနည်းအားရော့တဲ့နေရာမှာတော့သူတို့ရုံးကွန်ပြီးတော့အော်ရက်မကလုတ်နိုင်တဲ့အနေအထားမှာရှိပါဒါပေမဲ့သူတို့ထင်တယ်လို့လွယ်မယ်လို့တော့ကျွန်တော်တို့မယူဆပါဘူး KNU ဥက္ကဋ္ဌအပေါင်းဝင် KNU ခေါင်းဆောင်တွေကိုရွေးကောက်ပွဲပြပြားစီရန်လှုပ်ဆောင်မှုနဲ့တရားစွဲဆိုထားတဲ့အပေါ်မှာ KNU ကဘလို့များတုံ့ပြန်ချက်မှာတလဲ အာသူသူချာချာတုံ့ပြန်စရာမရှိဘူးရေရိုးလေးပြောရမယ်ဆိုကျွန်တော်တို့ကတော့ဒီဥတွေသမားတွေမဟုတ်ဆိုတော့တိတ်ပြီးတော့အသေးစိတ်ချက်လဲတော့မပြောပြနိုင်ဘူးဆိုပေမဲ့လို့ရိုးရိုးလေးတွေးကြည့်ရင်လူတယောက်ကိုသွားပြီးတော့တရားဆွဲရဲဆိုရင်သူ့ကိုတရားရုံးကိုတင်ဖို့လိုတယ်လေဆိုတော့ကျွန်တော်တို့အနေထားကျွန်တော်တို့နေမြေထဲမှာကျွန်တော်တို့ပြီးသက်နေထိုင်ပြီးတော့ကိုယ့်အချုပ်ချာအာနာအာနာနဲ့နေတဲ့ခါကျကျွန်တော်တို့တရားဆွဲဖို့အဲ့ဘယ်ရုံးကိုကျွန်တော်တို့ဘယ်လိုသွားရမလဲသွားလို့လည်းမရဘူးလေအဲ့အကြောင်းဘလို့မှမဖြစ်နိုင်တဲ့ဟာကိုသူတို့လုပ်နေတော်တော်လေးကိုအိမ်မက်ဆန်နေပါတယ် အခုလိုအမှုပွင့်ခံရခြင်းက KNU နဲ့စစ်ကောင်စီကြားမှာလက်ရှိဆက်ဆံရေးပေါ်ဘလို့တက်ရောက်မှုတွေရောရှိနိုင်ပါသလဲအမှန်မှန်ကတော့ကျွန်တော်တို့ဒီဒီစစ်စစ်လေးပဲပြောရရင်ကျွန်တော်တို့ကိုယ်တိုင်ဒီတိုင်းပြည်ကိုကောင်းစေခြင်းလို့ကျွန်တော်တို့ဟောစားပါတော့ တရားမျှတတဲ့နီလန်းနဲ့ငញ្ញံဖြစ်စဉ်ကကျွန်တော်တို့ကြွားခဲ့တာနှစ်တော်တော်လေးကြာခဲ့တယ်။အဲ့ဒါလည်းကျွန်တော်တို့တီးခံပြီးတော့လှုပ်လှိုက်တဲ့ဟာလည်းလူတိုင်းကလည်းသိနေတာပဲ။ဒါပေမဲ့အကျန်းဖက်တဲ့နီးကိုလုံးဝတန်ရုံးစီမပြတ်ဘဲနဲ့ထပ်ခါတခါသုံးလာတဲ့အခါမှာကျွန်တော်တို့လုံးလက်ခံလို့မရတဲ့နောက်ပိုင်းမှာတော့အဲ့ဒါကတော့ကျွန်တော်တို့ရေကုန်ရေခမ်းပဲကျွန်တော်တို့ဘက်မှာလည်းကုန်ခမ်းသွားပြီးအဲ့ဒီစိတ်ဆန္ဒတွေကမရှိဘူး။တို့တော့တို့တော့ဘာပဲလှုပ်လှုပ်အဲ့ဒီကတည်းကတို့နဲ့ဆက်ဆံရေးကမရှိတော့ဘူးလေ။ အာနာသိမ်းပြီးတော့ပြတ်သွားပြီအဲ့ဒါရှင်းရှင်းပဲအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ရှင်းရှင်းလေးပဲပြောနေတာကျွန်တော်တန်းပြေအတွက်တကယ်ဖွဲ့စည်းပုံခြေခံဥပဒေအစ်တစ်ခုရေးဆွဲအောင်2000ကျော်လာပြောမနေတာတော့ဆိုတော့အဲ့ဒီတွေကပြတ်သွားပြီးဇလန်ဒါပေမဲ့သူတို့ကဟိုပြတ်လို့မပြတ်လို့ဟိုဘလုံးတို့ရှောက်ပြီးတော့နိုင်ငံကနေပြီးတော့သူတို့နားလည်မှုမှားအောင်သူတို့ပဲပအောင်ရှောက်ဆွဲတဲ့သဘောအများကြီးလောက်ခဲ့တယ်ဆွေးနွေးပွဲတွေခေါ်တယ်ဖိတ်တယ်နော် ်ကျွန်တော်တို့ကတော့ရှင်းရှင်းအဲ့ဒီကလေးကပတ်တစ်ခုမှမလုပ်တော့ဘူးအဲ့ဒီကလေးကကျွန်တော်တို့ကိုဒါပေမဲ့ကျွန်တော်တို့ဒီဒီရွေးကောက်ပွဲကိုအတိအလင်းဆန့်ကျင်တိုက်ဖြတ်မယ်လို့ကြေညာလိုက်ပြီးတာနဲ့သူတို့ကျွန်တော်တို့ကိုတရားမဝင်တဲ့ဟိုဒီမတရားအသင်းရောနောက်ပြီးတော့ဒီအကြမ်းဖက်တဲ့အဖွဲ့တွေရောပါပြီးတော့စုံစည်းအောင်ရှောက်လုပ်တယ်ဆိုပေမဲ့ဘာမှမထူးဘူးလေအဲ့ဒီမတိုင်ကကျွန်တော်တို့ဘုံကျဲတယ်လို့ကျဲတတ်တယ်လို့တတ်ဖြတ်တယ်လို့ဖြတ်လုပ်ပြီးသားဟာဆိုတော့ကျွန်တော်တို့အဲ့လိုလာလုပ်လဲဘာမှထူးမှလည်းမဟုတ်ဘူးဆက်ဆံရေးကဘလို့မှမရှိတော့တယ်ကျွန်တော်တို့ကတော့ရန်တာပဲလေအဲ့ဒါကြောင့်မို့ ကျင်းပြောရရင်တော့ကျွန်တော်တို့လောက်ရရှိတာဒီဆက်အနာရှင်စနစ်တိုက်ဖြတ်ရေးအတွက်ကကျွန်တော်တို့ဆက်ပြီးတော့ရုံးကတက်ပွဲဝင်သွားမယ်အဲ့ဒါပဲရှိတယ် လက်ရှိနိုင်ငံအခြေအနေနဲ့ရွေးကောက်ပွဲကိစ္စတွေပေါ်အခြေခံပြီးတော့ KNU အနေနဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG မဟာမိတ်အင်အားစုတွေနဲ့ပူးပေါင်းဆောင်ရွက်မှုအခြေအနေတွေကိုပြောပြနိုင်မယ်ဆိုရင်ပြောပြပေးပါဦး။ဟုတ်ကဲ့အဲ့ဒါတော့နိုင်ငံရေးရစီရကျွန်တော်လွဲဟိုလက်တွဲလုပ်နေတာလေ2021နောက်ပိုင်းသူတစ်ဖြစ်ကျွန်တော်နာမည်မှာအစောဆုံးရောက်လာကြတယ်လေအဲ့ဒါကျွန်တော်တို့လက်ခံပြီးတော့စကားပြောကြတာပေါ့စကားပြောရနိုင်ငံရေးရဘယ်လိုလက်တွဲလှုပ်ဆောင်ကြမလဲစီရလက်တွဲလှုပ်ဆောင်ကြမလဲအဲအဲ့လိုဘယ်လိုပဲကိုဟိုဇာအကန့်တတ်တယ်ဟို ဟိုဇင်ကုန်မှုတွေရှိတယ်ကတော့ဒါလက်ခံမှာပဲဒါပေမဲ့အဲ့ဒီရှိတဲ့ကြားတွေကကျွန်တော်တို့ဆက်ပြီးတော့လုပ်နေတာပဲတော့မိနစ်တစ်နေရပဲကျွန်တော်တို့ဥက္ကဋ္ဌနဲ့ဆိုဒီဒီယာယီသမတဟိုတွေ့တဲ့ပွဲတွေရှိတယ်လေဆိုတော့အဲ့ဒီအပေါ်မှာပဲကျွန်တော်တို့ကစီရနိုင်ငံရေးရရကျန်တဲ့ကဏ္ဍပေါင်းစုံကျွန်တော်ဆက်လက်ပြီးတော့လိုက်တွဲတိုက်ပွဲဝင်သွားမယ်ဆိုတာရှင်းရှင်းလေးပါအဲ့ဒါကြောင့်မလို့ဘာဖြစ်ဖြစ်ကျွန်တော်တို့ပွဲဝင်တိုက်တဲ့အခါမှာတော့ကျွန်တော်တို့ဖက်ရတော့ဒါဘာမှထူးခြားပြောစရာတော့မရှိသေးပါဘူးဆက်ပြီးတော့လုပ်သွားမယ်ဟာတော့အများကြီးကြံ့နေတာပေါ့နော်ဒါကဆက်ပြီးလုပ်သွားမယ်အပိုင်းရှိပါတယ်လို့ မြန်မာနိုင်ငံရဲ့အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် KNU ရဲ့ရည်ရှိရည်မှန်းချက်နဲ့အခုလက်ရှိရွေးကောက်ပွဲအခြေအနေကဘယ်လိုကွာခြားနေပါသလဲ။ မယ်ဟိုဘဇာတော့ဖွားဖွားပြောနေပြည်တော်စုဆိုတာလေဟိုမိုးပေါ်ကနေပြီးတော့ကျွန်တော်တို့အတင်းဆွဲစုပြီးတော့တခါတည်းအတင်းကလည်းလုံနေတဲ့ပုံစံမျိုးကကျွန်တော်တို့ဘလို့မှလက်ခံလို့မရဘူးကျွန်တော်တို့ကိုယ်နိုင်ရတော့ဒီရေရှိမန်းချက်တော့ဒီဖက်ဒရယ်စစ်မှန်တဲ့ဖက်ဒရယ်ပြည်တော်စုတစ်ခုတည်ဆောက်ရွတ်အတွက်ဘဲပေါ်မှာအခြေခံလဲဆိုတော့ကျွန်တော်တို့ကိုယ်ပိုင်ပြန်နှံ့ခွင့်မှာကျွန်တော်တို့ကိုယ်ပိုင်အောင်ထုတ်ခွင့်ရယ်ကျွန်တော်တို့လူထုတွေနဲ့တသားတည်းပဲဖြစ်တဲ့ဟိုပြည်နယ်တစ်ခုချင်းစီကနေပေါင်းစည်းလာပြီးတော့ကျွန်တော်ပြည်တော်စုစုဖွဲ့သွားမယ်ပြည်နယ်အားကောင်းရဆိုင်ပြီးတော့အဲ့ဒီပြည်နယ်အားကောင်းမှသာလေကျွန်တော်ပြည်တော်စုအားကောင်းမှဆိုတော့ကျွန်တော်တို့ဖြတ်တန်းမှုရကျွန်တော်ယုံယူတဲ့ပုံမှာဆက်ပြီးတော့ဟိုတည်ဆောက်သွားမယ်ဒါပေမဲ့အခြားတစ်ဖက်မှာအခု ရှိတဲ့အခုဒီဟိုစစ်ကောင်စီနဲ့စစ်ကော်မရှင်ကနေလုပ်နေတဲ့ရွေးကောက်ပွဲကအတင်းကရောဒါသူတို့အာဏာသက်ဆိုးရှိရေးအထူးသဖြင့်စစ်အာဏာရှင်စနစ်တည်တံ့ခိုင်မြဲရေးအတွက်ထာဝရဟိုကြုံပြုတ်နိုင်ရေးအတွက်တိုင်းသူပြည်သားအပေါ်မှာပေါ့နော်အဲ့လိုလုပ်တဲ့ဟာပဲဖြစ်တယ်လို့ကျွန်တော်မြင်တဲ့အပေါ်မှာသူတို့လုပ်တဲ့ဟာလည်းပြည်တော်စုဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး ဟိုးလူလိုက်ရတယ်ပြည်တော်စုပြောနေတာမမအဲ့ဒီကလေးကပြည်တော်စုတိဆောက်ခွင့်အခွင့်အရရှိပြီးသားအဲ့ဒါမလောက်ပဲနဲ့ဒီလိုပဲရေရှည်ဆွဲလာတဲ့ခါကျတော့နှစ်တရာနီးပါးဖြစ်သွားတဲ့ခါဒါအဲ့ဒါသူတို့စိတ်ဆန္ဒလောကမရှိဘူးဆိုတာရှင်းတာပဲအဲ့ဒါကြောင့်မို့ကျွန်တော်တို့လုံမဲ့ဟာတော့တကယ်ရိုးသားသားတိဆောက်မယ်ဒါပေမဲ့ကျွန်တော်တို့မှာအခက်အခဲများရှိဒီလိုလုံနိုင်မှုအတွက်ကတခြားအလုံးဒီ shit anarchy state ကိုတက်ဖြတ်နေရတဲ့ခါကျတော့ကျွန်တော်မူဝါဒ policy ရပြည်တော်စုတိဆောက်မယ်ဆိုတော့1956ကတည်းကချလာတာဒါပေမဲ့အခု2025ဆို69နှစ်ပြည့်နှစ်90တောင်ပြည့်နေပြီကျွန်တော်တို့မတိဆောက်နိုင်သေးဘူးဒါပေမဲ့ကျွန်တော်တို့မတိဆောက်နိုင်ဘူးဆိုပေမဲ့ကျွန်တော်တို့ကဘာမှအားငယ်စရာမရှိ ဘူးကျွန်တော်တို့နဲ့ဘဝအတူတယ်သူသဖြင့်ကျွန်တော်လူမျိုးပေါင်းဆိုတော့အခုဆိုရင်တော့တကယ်စစ်မှန်တဲ့ Federal တခုတိဆောက်ဖို့အတွက်ဆိုကျွန်တော်တို့ bottom up ကျွန်တော်တို့အောက်ခြေအနေကိုပေါင်းဆောင်လာပြီးတော့ကျွန်တော်တို့တစ်ခွေရင်းတစ်ခွေရင်းလက်တွဲလာပြီးတော့ကရင်ရောဗမာရောမွန်ရောဟိုအကုန်လုံးပေါ့နော်ဒီမှာရှိတဲ့တိုင်းသူပြည်သားအလုံးကပေါင်းစည်းလာပြီးတော့ပြည်တော်စုတိဆောက်မယ်ဆိုတဲ့ဟာဒီအတွေးခေါ်ယူဆချက်တဖြည်းဖြည်းတဖြည်းဖြည်းအာတန်လာတဲ့အခါမှာကျွန်တော်တို့လှုပ်ဆောင်မှုကတကယ်ကိုအောင်မြင်မယ်ဆိုတော့ကျွန်တော်လေးနဲ့ယုံကြည်တယ်ဗျကျင်းညူနေမိတွေမှာရေကောက်ပွဲနဲ့ပတ်သက်ပြီးတော့လုံခြုံရေးချီနေကြဘယ်လိုရှိနိုင်ပါသလဲ။ ဟုတ်ကဲ့ကျွန်တော်တို့ဘက်မှာတော့ဒီ2023နောက်ပိုင်းမှာစစ်ရေးချင်နေရကျွန်တော်တို့ခရင်တပ်မဟောင်ခုနှစ်ခုစလုံးမှာတိုက်ပွဲကနေ့တိုင်းဖြစ်ပေါ်နေပါတယ်မြို့ပေါ်မှာတော့ကျွန်တော်တို့တတ်နိုင်တဲ့လောက်ကျွန်တော်တို့ရှောင်တယ်ဘာဖြစ်လဲဆိုတော့ လူတို့တွေအများဟိုတိတ်တိတ်သီးသီးနဲ့ရှိနေတဲ့နေရာမျိုးတွေသွားပြီးတော့လုတ်ဖို့ကတော့အဆင်မပြေဘူးအဲ့ဒါကြောင့်မလို့ကျွန်တော်တို့အချိန်နဲ့ကန့်ညီတဲ့ကျွန်တော်တို့ရှိနေတဲ့ကြီးလက်ဒေသဘိုင်းဘန်ဘယ်မှမဆိုတိုက်ပွဲတွေကဖြစ်နေတာပဲအဲ့ဒါအသေးချာတဲ့ဘလို့မှလာလို့လို့မရဘူးဒါပေမဲ့သူတို့မရမကန့်တဲ့မြို့ပေါ်မှာတော့ယူကောက်ပွဲတွေလုတ်မယ်ဆိုရင်တော့ဒါကတော့ဖြစ်ပေါ်လာမယ်နောက်စူးကျွားတော့ အကောင့်ထဲအဆိုးအပူများလိမ့်မယ်အဲဒါကြောင့်မလို့ကျွန်တော်တို့ Google တွေကသူကြွတင်လို့တတိပေးထားတယ်ယူကဝဲကိုကျွန်တော်တို့ site ကျင်မယ်တိုက်ဖြစ်မယ်ဒါပေမဲ့ကျွန်တော်တို့ပြောထားပြီးသားကြမ်းမဖက်တဲ့နည်းနဲ့လုတ်တယ်ဆိုပေမဲ့လို့ကျွန်တော်တို့မှာတစ်ဖွဲ့တည်းမရှိဘူးတခြားဖွဲ့တည်းလည်းရှိတယ်ကျွန်တော်တို့အာမခံလို့မရဘူးအဲ့ဒီအပေါ်မှာတော့ဘာဖြစ်မှန်းလဲကျွန်တော်တို့ကြူပြောလို့မရတဲ့အပေါ်မှာတော့တတိဝိရရှိနေတယ်ပဲနေသွားကြဖို့ပဲကျွန်တော်ပြောချင်တယ် KNU အနေနဲ့အခုလက်ရှိအခြေအနေမှာတိုင်းရင်းသားပြည်သူလူထုနဲ့နိုင်ငံတကာအတိုင်းဝိုင်းကိုဗာများပြောချင်ပါသေးတယ်လေ တင့်ချက်ကအခုစစ်ကောင်စီလုံမဲ့ရွေးကောက်ပွဲကလုံးဝဒါစစ်အာဏာရှင်စနစ်ကိုပဲတည်ဆုပ်ရှိမှဖြစ်တဲ့အတွက်နိုင်ငံတကာအသိုင်းအဝိုင်းတွေလုံးဝထောက်ခံဖို့မသင့်ဘူးစန့်ကျင်ကန့်ကွက်ရမယ်နောက်ပြီးတော့ကျွန်တော်တို့တီဆောက်နေတဲ့ပြည်တော်စုကျွန်တော်တို့ကြိုးစားပန်းစားခက်ခဲခဲတီဆောက်နေတဲ့ပြည်တော်စုကအားလုံးပါဝင်နေနိုင်ရေးအတွက်ကျွန်တော်တို့ဥတည်တဲ့အတွက်ဒါဟုတ်သေးသေးချာချာနဲ့ကျွန်တော်တို့ဘက်ဟိုသေးသေးချာတလေးစားနဲ့နားထောင်ပြီးတော့ကျွန်တော်တို့လုံမဲ့ဟာကိုတော့ တကယ်တက်တက်ကြွကြွနဲ့ထောက်ခံပေးဖို့တော့လိုတယ်။ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ကိုယ်တိုင်ကတော့အခက်အခဲအတားအများရှိတယ်။အိန္ဒိယနိုင်ငံတွေရဲ့အခြေအနေရောပထဝီနိုင်ငံရဲ့အခြေအနေရောကျွန်တော်တို့မှာအကန့်အသတ်တွေအများရှိတယ်ဆိုပေမဲ့ဒီကြားရပဲကျွန်တော်တို့ဖောက်ထွက်ပြီးတော့ကျွန်တော်တို့မရမကနိုင်မဲ့ကျွန်တော်တို့ဒီစီးလုံးညီရိုးတီဆောက်ပြီးတော့ကျွန်တော်ပြည်တော်စုမရကတီဆောက်မဲ့အားတွေဖြစ်တယ်။ဒါတွေကလည်းအားလုံးရဲ့ကိုယ်ပြားနေတဲ့အပေါ်မှာကျွန်တော်တို့အားလုံးသဘောတူညီချက်ယူပြီးတော့ကျွန်တော်တို့အားလုံးဒီဒီနားလည်မှုရှိရှိနဲ့ကျွန်တော်ဆက်လက်တည်ဆောက်သွားမှာဖြစ်တယ် ကျွန်တော်တို့အကျန်းကြီးနဲ့စစ်ရေးရလုတ်သွားမယ့်ဟာတွေမဟုတ်ဘူးကျွန်တော်တို့အချင်းချင်းညှစ်နှိုင်းပြီးတော့ကျွန်တော်တို့တိဆောက်မယ့်ပြည်တော်စုတစ်ခုဖြစ်တယ်အဲ့ဒီအပေါ်မှာတော့နိုင်ငံကားနေဒါသေးချာရှင်းလင်းမြင်ပြီးတော့ဘယ်ဟာကိုဆန့်ကျင်ရမလဲဘယ်ဟာကိုထောက်ခံရမလဲဆိုတာကိုယ်ပဲပြပြသိပြီးတဲ့နောက်မှာကျွန်တော်တို့ကိုအင်နိုင်အားတိုက်ဟိုထောက်ခံပေးဖို့တော့လိုတယ်လို့ကျွန်တော်အဲ့ဒီသတင်းစကားပဲပါချင်ပါတယ်ခင်ဗျ KNU နေနဲ့ဗာများဖြစ်ဆွဲ့ပြောချင်ပါသေးတယ်လေ ဟုတ်ကဲ့ခင်ဗျာကျွန်တော်တို့ကဒီအထူးသဖြင့်ကျွန်တော်တို့ရည်မှန်းချက်ဖြစ်တဲ့စစ်မှန်တဲ့ပြည်တော်စုတစ်ခုတိဆောက်ရေးအတွက်ဆိုတာဘာလို့စစ်မှန်တဲ့ပြည်တော်စုလို့ပြောရလဲဆိုတော့ကျွန်တော်တို့ပြည်တော်စုတိဆောက်မှာဆိုတော့ဟုတ်လို့လိုက်ရေကလေးကပြောနေတာလေအခုတည်းအထိတိဆောက်လို့မရတယ်ဟိုကအဲ့ဒီကလေးကမစစ်မမှန်တဲ့ဟာကိုရှောက်လို့နေလို့ဒါတော့ကြာနေတာအမှန်မှန်ကဆန်တက်ရှိရှိနဲ့အဲ့ဒီကလေးကတကယ်စီဒနာမှန်မှန်နဲ့လုတ်သွားမယ်ဆိုတိဆောက်ပြီးတာကြားလာပြီတကယ်တိုးတက်ဖို့မြို့တဲ့ပြည်တော်စုတစ်ခုဖြစ်တယ်ဆိုတာကတော့ကျွန်တော်တို့ဘလို့မှယုံမှန်းတတ်စရာမရှိဘူး ဒါပေမဲ့စိတ်မရှိစိတ်ဥသာဘောနော်စိတ်ဆန္ဒလုံးဝမရှိတဲ့ဟာတခုနဲ့ကြွားနေတဲ့ခါကျတော့အခုက180ပြည့်တော့မယ်ဘာမှမဖြစ်လာသေးဘူးကျွန်တော်တို့မြင်ချင်တာကတော့ကျွန်တော်တို့ကတကယ်စိတ်ဓာတ်ရေးရရောကျွန်တော်တို့စိတ်ဆန္ဒအရရောကုံပုံဩပြီးတော့လုတ်သွားမယ်ဆိုတာကျွန်တော်တို့ကိုသေးသေးချာချာကျွန်တော်တို့ပြောချင်တယ်အဲဒါကြောင့်မလို့ဘာမှယုံမှားတာစရာမရှိပါနဲ့ကျွန်တော်တို့ကတဖြည်းဖြည်းတဖြည်းဖြည်းဘလောက်ပဲအခက်အခဲတားဆီးတွေရှိကြပါစေကျွန်တော်တို့စစ်မှန်တဲ့ပြည်တော်စုတစ်ခုကိုတည်ဆောက်နိုင်မယ်ဆိုတာအလေးနဲ့ယုံကြည်တဲ့အပေါ်မှာကျွန်တော်တို့တိုင်းသူပြည်သားနိုင်ငံတကာအတိုင်းအဝန်းအားလုံးကိုဒီလိုပဲသတင်းပေးဖြစ်ပါတယ်ခင်ဗျာ အခုလိုဖြစ်ကြပြီးတဲ့အတွက်အတီးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။